အဲဥဇုံနဲ့ပတ်သက်ပြီးတော့ဇာပေးထားတာအဲဖြူဝမ်းဆက်ပေးထားတာရှိတယ်။နောက်ဆွဲကြိုးတက်တက်လေးပေးတာရှိတယ်။အခုလိုအဲဆွဲကြိုးလေးသဘောကျသဘောကျဆိုယူအားဆိုချုပ်ပေးတာအဲမှတ်တရလေးတွေ။တခါ तू ဖုံးညွတ်တော့မယ်ဆိုတော့တခါတွေ့တော့လေ။တော့ဘာလို့ခြင်းလဲဆိုတော့ဘိုးဘာမလို့ခြင်းဘူးလို့ကျွန်တော် note စီလိုခြင်းတယ်လို့ချင်းဆိုတဲ့ note တယ်။အဲ့မှာယူသွားတော့ကကိုကြိုက်တဲ့ note လေးကိုကောက်ယူတာ။ ိုက်တာဒီအေးလူလေတမီးတို့ကြောက်ဘူးမော်ကိုတို့ဖိုးကြီးဖြစ်နေဒါပေမဲ့သူကလည်းတန်တုံးမြန်တော့မယ်အဲဥရှိတယ်ကျွန်တော်ချင်းတပုတ်ရိုက်ချင်တယ်ရိုက်လေလို့တချင်းတပုတ်ကခဏလေးပဲလေတချင်းတပုတ်ကိုဟိုဘက်ဒီဘက်ရိုက်ဘက်စီဘက်စာရိုက်ပြီးတော့ဒါပြီးတာပဲပေါ့မဟုတ်ဘူးတဲ့ဥရှိတယ်ထွက်လာရင်ကြီးတယ်ဆိုတော့သူကအဝတ်စားရင်သူကခုနှစ်မျိုးချင်းမျိုးလောက်လဲခိုင်းတာထွက်လာတော့လေအရာရောက်တယ် စဉ်းနဲ့တယ်ဆယ်လူဒီအနုပညာရင်ဖွင့်တန်ကဦးချစ်ကို ဖိတ်ကြားထားတဲ့အတွက်ဦးချစ်ကရောက်လာတာဟုတ်ကဲ့ပါဒါဦးချစ်အခုဆိုရင်ဒါမတွေ့ရလဲနည်းနည်းကြာပြီဆိုတော့ဒီအခုအနုပညာလှူရှားမှုလေးဆိုပါလေရှိနေမလဲအနုပညာလှူရှားမှုကတော့နည်းနည်းဒီအတူထွာလေးတွေလောက်ပဲလေဟိုအရှည်ကြီးတော့မရိုက်ဖြစ်တော့ဘူးအဓိကဦးချစ်ကတော့ဒီ stage show ဘက်ကိုတွားရတာများတယ် ဥရှိရကျတော့ stage show တွေမှာဆိုရင်ရောအခုဘာတခြင်းလေးတွေအများဆုံးဆိုဖြစ်လဲအဲကိုယ့်ရဲ့ဆရာပေါ့ဥကျော်ရဲ့တခြင်းတွေပဲအများဆုံးဆိုတယ်ဟုတ်ဆရာကလည်းတတိယရဲ့အဲ့ဒီခြင်းလေးတွေဆိုရင်းနဲ့ပူဇော်တာကြီးလည်းပါတာပေါ့တတိယကြီးလည်းပါတာပေါ့တပြည့်တခြင်းတွေကတော့ဆိုခဲ့တယ်တို့တော်လည်းပဲပြိတ္တတောင်းတော့ဆိုပေးရတာပေါ့လေအဲဥကျော်နဲ့ပတ်သက်ပြီးတော့ဆရာပေးထားတာအဲ့ဒီဖြူဝမ်းဆက်ပေးထားတာရှိတယ် နောက်ဆွဲကြိုးတက်တေးလေးပေးရရှိတယ်။အာဘာလဲဆိုတော့အဲ့ဆွဲကြိုးလေးကခြူပြုတ်တွေရိုက်ခဲ့ဇက်ကလာမသိဘူး။အဲ့ဒါအဲ့ဒါအကိုလိုအဲ့ဆွဲကြိုးလေးသဘောကျသဘောကျဆိုယူသွားဆိုချုပ်ပေးတာအဲ့မှတ်တရလေးတွေ။အခုချိန်ကြီးရောအချင်းသိမ်းထားရပဲလား။ကတ်တွေကြောက်လဲပုံသုံးရတာရှိတာပေါ့လေ။အဲတိတ်တော့မတောင်းဟို တခါသူဘုန်းကြီးဝတ်တော့မယ်ဆိုတာတော့တခါတွေ့တော့လေတော့ဘာလို့ခြင်းလဲဆိုတော့ဘာမလို့ခြင်းဘူးလို့ကျွန်တော်နှုတ်စီလို့ခြင်းတယ်လို့ချင်းဆိုတဲ့နှုတ်တယ်အဲ့မှာယူသွားလို့တော့ကိုကြိုက်တဲ့နှုတ်လေးကိုကောက်ယူတာဒါတော့ပါပဲအဲ့အဲ့ဒါလေးက तू ကလည်းမထက်မဖူးပေါ့ဒီအေးလွေထရိုက်တာဒီအေးလွေလေတမီးတို့ကြားဘူးမှာပေါ့ကိုတို့အဖိုးကြီးဖြစ်နေဒါပေမဲ့ तू ကလည်းတန်တုံးမြန်တော့မယ် အဲဦးရှိတယ်ကျွန်တော်ခင်းဖို့ရိုက်ချင်တယ်ရိုက်လေလို့ဘလို့ရိုက်မှလဲဆိုတော့သူကနည်းနည်းကြာမယ်တနေကုန်ရိုက်မှာလေဟာအဲ့လိုကြီးမလုံးနိုင်လေလို့တချင်းတပုတ်ကခဏလေးပဲလေတချင်းတပုတ်ကိုဟိုဘက်ဒီဘက်ရိုက်ဘက်စီဘက်စာရိုက်ပြီးတော့ဒါပြီးတာပဲပေါ့မဟုတ်ဘူးတဲ့ဦးချစ်တယ်ထွက်လာကြည့်တယ် တော့သူကအဝတ်စားရင်သူကခုနှစ်မျိုးချင်းမျိုးလောက်လဲခိုင်းတာထွက်လာတော့လေအရာရောက်တယ်ကျင်းတ်တယ်ဒါပြည့်တဲ့တွေတော့လေဒါအမြင်နဲ့အမှတ်တရလို့ဖြစ်သွားတာနော်ဟုတ်တယ်ကလေးတွေပတ်သက်ပြရမှာအဖိုးကြီးကိုကာကုန်ကုန်ဆိုပြီးတော့ဒီနေ့အထိဆွဲနေတော့ပေါ့အဖိုးကြီးကိုကာကုန်ကုန်မသေးပါနဲ့အောင်နောက်နေ့ခါတဆောင်းမုံပွဲကြည့်ပါအောင်အဖိုးကြီးကိုကာကုန်ကုန်မသေးပါနဲ့အောင် မြန်ဆုံးဆိုတာကတော့ဟိုသူကတော့မဲ့ချစ်တဲ့စိတ်နဲ့တော့မှတ်မလားလို့ပေါ့နော်။သူကအဲ့ဒါတွေတော့အများဆုံးဆိုတာပေါ့။ We are the best. No set care. ဦးကျော်အဒီမြမအတံမှာသူဓာပြရရတဲ့တချေလေးစိတ်နဲ့လုံးမှမလားအဲအားလေးကအများနဲ့ဆုဖြစ်တယ်ပေါ့အဲရှင်ဝင်ဝေသူစကားညွန်ရှိညူသလားယုံစားဖို့ခက်လာပါတယ်အထွေးစိတ်ဘွားအနည်းတရာမောနာ ပြေခါရှောင်စွာရှင်နာရေးစင်ထားမဲ့တာလူတွေပါညာဟောလူတွေလောရတော့ဟဲ့အကုန်မင်း အနုပညာမောအောင်နဲ့ကျွန်တော်ရဲ့ဆရာအကြောင်းပြောရင်တော့ဆုံးမှာမဟုတ်များကြီးပဲအများကြီးဆုံးမှာအများကြီးကိုပဲဆိုတော့ပြောကိုမပြကျင်တော့တာဘာကြောင့်လဲဆိုတော့တိတ်မရတော့လေပြောစရာကိုမရှိတော့တာတကယ်အနုပညာနဲ့ပတ်သက်လာရင်မောအောင်နဲ့ပုဂ္ဂိုလ်ကြီးပါအရင်လေးစားဖို့ကောင်းဆုံးသွားရလဲနှမြောင်းရလဲ ပြည်သူကိုလေးစားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေသမင်းစားနေရတာပြည်သူကြောင့်လေ။ဒါကြောင့်ကျွန်တော်တို့အမှုပညာတွေထွက်ပေါ်လာတဲ့အခါမှာကောင်းကောင်းဆိုးဆိုးချင့်ချင်ပြီးအားပေးပါ။ပြည်သူများကအားမပေးကျွန်တော်တို့ဘဝစားဖို့နေရခက်ခဲတွေဖြစ်ပါတယ်။ဒါကြောင့်ပြည်သူကိုလေးစားပါတယ်အားကိုးပါတယ်လို့ပဲကျွန်တော်ပြောရစီ။